ပီထရီအစီအစဉ်မှာတင်ဆက်ပြီးသွားခြင်းနဲ့အကြောင်းအရာကတော့လီလိုအာဂဇာနီအကြောင်းအရာပဲဖြစ်ပါတယ်ဒရဂွန်ဘုတ်လို့ခေါ်ကြတဲ့နဂါးလီကနူကီရဲ့နေ ဘလူဝင်လို့ခေါ်ကြတဲ့အနောက်တိုင်းလီစတဲ့အမျိုးအစားအလုံးမှာမြန်မာအသင်းကဝင်ရောက်ရှင်မြိုင်သွားမှာပါအာဇာနီရတော့ကျွန်တော်တို့ကအနည်းဆုံး၁၀ယောက်ပြိုင်နေဖြစ်တဲ့အတွက်ကျွန်တော်ကတီးဖြစ်နေတော့တီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဒီညီညာမှုကအရန်အရေးကြီးတယ်ညီညာမှုအရန်ကြီးတယ်လို့သူစိတ်ဓာတ်တွေလည်းဟိုဘောဟိုတခုတည်းညီလို့မရခွန်အားတခုတည်းညီနေလို့လည်းမရစိတ်ဓာတ်တွေပါညီအောင်ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ကဟိုလာအမြဲတမ်းပေါ့နော်ဒီဟာတွေကိုဟိုကျွန်တော်တို့လည်းဒီ ဒီလိုအားကစားသမားဘဝကနေတော့ဖြတ်တန်းလာကြတဲ့အတွက်ကျွန်တော်တို့ကဒီအေကိုကိုကိုလက်ရှိခိုင်နေရတဲ့အားစားသမားတွေအပေါ်မှာအဲစိတ်ဓာတ်ထားမဲ့စိတ်ဓာတ်တွေအေဒီအဖွဲ့စည်းစိတ်ဓာတ်ဆိုတာဘလို့ထားရတယ်ဆိုတဲ့ဟာတွေကိုအများတန်းဟိုဟိုနေ့စဉ်လူ वा ပေါ့နော်ကျွန်တော်တို့ကတည်းကပြောနေရပါတယ်ဆိုတာအဲကျွန်တော်တို့ကတော့အခုဒီ33ချင်းမြောက်ဒီစီးကိန်းမှာကျွန်တော်တို့အားကစားဟိုဟိုပေါ့ဒီ event အနေနဲ့6မျိုးသွားရှင်းအောင်ရှင်းပြပါခင်ဗျာ ရှောင်းမျိုးရှင်ပြိုင်မှာကျွန်တော်တို့ကဒီမီတာ200 500နှစ်ခုခွဲပြီးတော့ပေါ့မီတာ200မှာကြားဆက်တဲ့မီတာ200မှာမဆက်တဲ့မီတာ500မှာကြားဆက်တဲ့မီတာ900မှာမဆက်တဲ့မီတာ200မှာကြားမပေါင်းတက်20တက်20မစ်မီတာ900မှာကြားမပေါင်းတက်20မစ်အားလုံးကျွန်တော်6ပွဲရှင်ပြိုင်မှာခင်ဗျ အဲကျွန်တော်တို့ကစုစိတ်ဆိုရင်တော့ကျွန်တော်ဒီ6ပွဲလုံးကိုကျွန်တော်တို့ကဒီစုမျှော်မှန်းထားပါတယ်ခင်ဗျ6ပွဲလုံးကိုစုမျှော်မှန်းထားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဟိုကျွန်တော်တို့ရဲ့အခုလက်ရှိရနေတဲ့စံချိန်စံချိုးတွေအရကျွန်တော်တို့ကတိုးတက်မှုတွေဟိုဟိုတွေ့ရပါတယ်တွေ့ရပါတယ်တွေ့တဲ့အတွက်ကျွန်တော်တို့ဒီအားသာသမားတွေရောဒီအုပ်ချုပ်နီးပြအားလုံးအကုန်လုံးပေါ့နော်ရုံဝင်ကြီးနဲ့ကျွန်တော်တို့အမြင့်ဆုံးစုကိုရမယ်လို့တော့ကျွန်တော်တို့ဟိုမျှော်မှန်းထားပါတယ်ခင်ဗျကျွန်တော်တို့ခက်ခက်ခဲခဲပြိုင်ရမယ့်နိုင်ငံနှစ်နိုင်ငံပဲရှိပါတယ်ခင်ဗျခက်ခက်ခဲရတော့အင်ဒိုနီးရှားနဲ့ ဒီဟိုထိုင်းမှာပဲခင်ဗျအင်ရှင်ထိုင်းမှာပဲခင်ဗျာကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့အလံကိုပေါ့နော်နိုင်ငံတော်အလံကိုထိတ်ဆုံးကနေပြီးတော့များများလွှင့်ထူနိုင်အောင်ကျွန်တော်တို့ဟိုစ조사ပြီးတော့ကျွန်တော်ဆောင်ရွက်ဆောင်ရွက်ပြီးကျွန်တော်ခရီးပြုပါတယ်ဒီအကစားနေအမျိုးအစားဟာပေါဝင်ရှင်မြိုင်နဲ့နှစ်စဉ်နှစ်တိုင်းမှာရွှေစိတ်ရယူပေးနိုင်ခဲ့ပြီနောက်ဆုံးကြိမ်ကျင်းပခဲ့တဲ့2023ကမ်ဘောဒီးယားစီးကိန်းပြိုင်ပွဲမှာလည်းရွှေတကူငွေငါးခုနဲ့ကျင်းနှစ်ခုလို့ကိုရယူပေးနိုင်ခဲ့ပါတယ် ကြပြီး2019ခုနှစ်မှာလည်းရွှေတခုငွေတခုနဲ့ကျင်းတခုတို့ကိုရယူနိုင်ခဲ့ပြီးဒီအာကစားနီးအနှစ်စဉ်ဒီတိုင်းမှာကျင်းဒီပေါက်ရွှေစိတ်ရရှိတဲ့အာကစားနီးလို့ဆိုရမှာပါလာမယ့်2025ခုနှစ်ထိုင်းစီးကိန်းပြိုင်ပွဲမှာမြန်မာ Dragon Boat အားကစားအဖွဲ့က BL စာနီးတွေမှာပါဝင်ရှင်မြိုင်သွားမှာလေ Senior ရဲ့နောက်ကန်ကက Junior နေနဲ့ရိုက်ရဲလိုက်ကားတဲ့ခါကျတော့တိတ်ပြီးတော့ဥစားမထစ်ဘူးကြာ pressure တိတ်မရှိဘူးပေါ့ပါပါပဲဟိုကိုရဲ့ Senior ရေခိုင်းလိုက်တိုင်းကိုကလှုပ်လိုက်ရုံပဲ စီနီယာတယောက်တိုင်ကိုကနေလိုက်ဥကဥကကြောင့်ကိုကဂျူစီနီယာတယောက်ထွက်ပါရတဲ့ခါကြတော့ကိုရဲ့အတွေ့အကြုံရှိတဲ့ဂျူနီယာတွေကိုကတိုင်ပွဲအတွေ့အကြုံတွေပေးရတယ်ပေါ့နော်ပေးရပြီးတော့ကိုကနေပြီးတော့ရှေ့ရနေပြီးတော့ဟိုစီနီယာတယောက်အနေနဲ့ဟိုအနေထိုင်ပေါ့နေထိုင်သွားလာနေရာကြီးစင်ရင်ရတယ်ပေါ့ဟုတ်ကဲ့အော်ပြိုင်ပွဲတက်ကတော့အစီအသေးဖြစ်နေပါကြီးအကောင်းဆုံးလေးချိခဲ့တဲ့အတွက် ပြိုင်ပွဲတက်တော့အစီအသေးဖြစ်နေပါကြီးအရင်နှစ်တွေကလည်းပြိုင်ခဲ့ပူးပါတယ်ပြိုင်ပွဲက2022မှာလည်းဆက်ပြိုင်ခဲ့ပူးပါတယ် ကမ္ဘောဒီးယားစီးကိတ်တိုင်ရဲ့ဘူးလေပြီးတော့ဥစားမနစ်ကတ်ဆိုရင်ဟောကိန်းဟောကိန်းတို့ပါတိုင်ရဲ့ဘူးလေတမီးတို့ငွေတို့ခြေတို့တော့ရရှိခဲ့ပါတယ်ဆူစိတ်တွေဆိုရင်တော့อืมပွဲကြီးတွေဆိုရင်တော့အေရှန်ဂိမ်းမှာတရုတ်အေရှန်ဂိမ်းမှာခြေစိတ်တစ်ခုရရှိခဲ့ပြီးပြီးတော့ကမ္ဘောဒီးယားစီးကိတ်မှာငွေတစ်ခုခြေတစ်ခုရရှိခဲ့ဟုတ်သမီးတို့နဲ့အဓိကပြိုင်ပွဲကတော့နှစ်သိန်းရှိပါတယ်။ထိုင်းထိုင်းနိုင်ငံရဲ့အင်အင်ဒိုနိုင်ငံပဲဖြစ်ပါတယ်။နောက်အနေနဲ့အဓိက တိုင်းမှာရွှေစဲစုရောက်ဖို့ရေးကြည့်ရွှေစဲစုရောက်ဖို့ရေးကြည့်ရမယ်ကိုယ့်ရဲ့ဟိုပတ်တိုင်ပဲဆိုင်ရင်ရှိတယ်ပတ်တိုင်ပဲဆိုင်ရင်တိုင်းမှာရောက်ဖို့ရေးကြည့်ရအဲ့အဲ့ဆိုင်ရင်တင်ရပြီးတော့ဥစားနှုတ်ခုနပြောတဲ့ဟိုထိုင်းလန်တို့အင်ဒိုနီးရှားဒီကောင်လေးရဲ့ကြည့်ပြီးတော့ဖိုက်ပြီးတော့နိုင်မရအောင်ဒီလိုအဲ့လိုမျိုးတမီးတို့ဒီဒီစီဂိမ်းမှာတော့အကောင်းဆုံးရှေ့ပြိုင်သွားမှာဖြစ်ပါတယ်ဟိုက စံချိန်ဆန်ညူးနေရတဲ့ရေရထက်ပိုတက်လာတဲ့အတွက်ဒီအမြင်ဆုံးစုကိုတော့မျှော်မှန်းထားပါတယ်။ဟုတ်ကျွန်တော်တို့စူးစိတ်ပိုင်းမှာဆိုရင်ကျွန်တော်တို့ချွေစိတ်စုရအောင်တော့ကျွန်တော်ညီကိုတွေအကောင်းဆုံးစူးစမ်းနေပါတယ်ဟုတ်ကဲ့။တမီးတို့အာဂဇာနီကိုအများဆုံးအားပေးကြပါလို့ပဲပြောရှင်ပါရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာတည်ရှိတဲ့အင်းအားကန်အတွင်းမှာပြင်းထန်တဲ့လေကျင်ကန်အစီအစဉ်တွေကိုလှုပ်ဆောင်ရင်း နိုင်ငံအတွက်ဒီအားကစားနည်းကနေရွှေတခုမဟုတ်အခုရယူပေးဖို့အတွက်ဆန္ဒရှိနေကြတာပါနောက်ထပ်တင်ဆက်ပေးသွားမယ့်အာကစားနီအမျိုးအစားကတော့ကနူကီယဲလို့ခေါ်ကြတဲ့အာကစားနီအမျိုးအစားအကြောင်းပဲဖြစ်ပါတယ်။ဒီအာကစားနီအမျိုးအစားကတော့နောက်ပိုင်းနှစ်တွေမှာအာရှနိုင်ငံပေါ်မူတည်ပြီးထဲသွင်းကျင်းပမှုတွေနှေးပါလာခဲ့ပါတယ်။ဒီကအခုချိန်မှာတော့ဒါပြိုင်ပွဲနီးကပ်လာပြီဖြစ်တဲ့အတွက်ကစားသမားတွေနဲ့လည်းပြိုင်ပွဲဝင်ဖို့အကုန်လုံးအစင်းနေဖြစ်နေကြပါပြီ။ အဲဆန်ကျင်ဆန်ကျုံကလည်းသူတို့ထိုက်တင်နဲ့ရရှိရမယ်ဆန်ကျင်ဆန်ကျုံပေါ့နော်တိုင်ပွဲမှာလည်းအဲစုစည်ရနိုင်မဲ့ဆန်ကျင်မျိုးလောက်ကိုလည်းရရှိနေပါပြီခင်ဗျအဲအခုကနုကရဲ့လေအာကသာနီအနေနဲ့အေရှင်ထိုင်းနိုင်ငံကကျွန်တော်ကနုကရဲ့အာသာနီကို event 10မျိုးเนาะသူတို့ထည့်သွင်းကျင်ပါပါတယ်အဲထည့်သွင်းကျင်ပါတဲ့အထဲမှာမှကျွန်တော်တို့ယောက်ျားလေးကနုမှာဆိုလို့ရှိရင်3ပွဲယောက်ျားမိန်းကလေးကနုမှာဆိုလို့ရှိရင်2ပွဲယောက်ျားလေးကရက်မှာ2ပွဲနောက်ပြီးတော့ ယောက်ျားလေးမိန်းကလေးကြားမှာပေါင်းဆက်ပေါ့နော် miss မှာက၃ဘွယ်အားလုံးပေါင်းစုစုပေါင်း10မျိုး10ဘွယ်ရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့ဒီအထဲမှာကျွန်တော်တို့ကအခုလေ့ကျင့်မှုအရစံချိန်စံညုံးတွေကိုကြည့်ပြီးတော့ဒါရှေ့ရစီပြိုင်ခဲ့တဲ့နော်အဲ့ရှေ့တောင်ကအားကလာပြိုင်ခွဲစီကိန်းရဲ့စံချိန်တွေနဲ့နှိုင်းရှင်ပြီးကြည့်လို့ရှိရင်ကျွန်တော်တို့က event 5မျိုးလောက်မှာစုတစိရနိုင်မှုကျွန်တော်တို့မျှော်မှန်းထားပါတယ်ခင်ဗျအဲကစားသမားတွေနေထားနေရလဲသူတို့စူးစမ်းအားထုတ်မှုကလည်းတော်ကောင်းပါတယ်ကျွန်တော်တို့ဒီနီးပြားတွေ ပေးထားတဲ့ training ပေါ်မှာအပြည့်အဝလိုက်လုပ်ပြီးလေ့ကျင့်တာဖြစ်တဲ့အတွက်အားရကျန်တမ်းမှုရှိပါတယ်။ဒါသူတို့တွေကိုလည်းဟိုကျွန်တော်တို့ကဒါအခုဟိုအားတက်စေမဲ့ပေါ့နော်။အဲဒီဟာစပြိုင်ပွဲမှာစုပြရှိလာရင်စုစေးရရှိလာရင်ကိုယ့်မိသားစုကိုပြန်ပြီးတော့ထောက်ပံ့ပေးနိုင်တဲ့ဟာမျိုးတွေပေါ့နော်။အဲဒီလိုမျိုးဟာလိုရီနဲ့ပြောပြီးတော့ကျွန်တော်တို့သူတို့ကိုဆွဲခေါ်ပြီးတော့ ပြောထားပါဗျာခင်ဗျအဲကျွန်တော်တို့ဒါဒါစီကိန်းပေါ့နော်ဟိုဖိလစ်ပိုင်စီကိန်းကနေစပြီးတော့ရွှေတစိမ့်များရှိခဲ့တာပေါ့နော်ငွေတစိမ့်နဲ့ပဲကျွန်တော်တို့ဂျင်းနဲ့ခဲ့ရတယ်အဲဒီနှစ်မှာလဲဒါဟိုအကောင်းဆုံးရနိုင်မယ်လို့ကျွန်တော်တို့မျှော်မှန်းထားပါဗျာခင်ဗျအခုကျွန်တော်တို့မှာကဒီဟာကကနူးကရက်ဆိုပြီးတော့ရှိပါတယ်ကနူးကရက်မှာမှာကနူးအာဂဒါနီကနူးယောက်ျားလေးပေါ့နော်အဲအဲ့အသင်းကိုပို့ပြီးတော့ကျွန်တော်တို့ကစုစည်းရရှိဖို့ပို့ပြီးတော့မျှော်မှန်းထားပါဗျာခင်ဗျအဲလေ့ကျင့်တဲ့မျှော်မှန်းရတဲ့အကြောင်းရင်းကတော့သူကလေ့ကျင့်တဲ့ခါမှာလဲဒီ စီကိန်းဆန်ကျင်တွေနဲ့နှိုင်းရှင်ပြီးလုပ်တဲ့အခါမှာကောင်းမွန်တဲ့ဆန်ကျင်တွေကိုသူကပို့ပြီးတော့ရရှိနေတဲ့အတွက်ပေါ့နော်ကနူးယောက်ျားလေးအတင်းကိုစုစည်းရရှိဖို့ပို့ပြီးညွှန်မှန်းထားပါတယ်အဲအခုဒီ33ချိန်မြောက်အရှိတောင်အာရှအာကသာပြိုင်ပွဲမှာလည်းကျွန်တော်တို့ဒီကနူးကရက်လေးအတင်းဟာနိုင်ငံတော်အတွက်စုစည်းတွေရယူပေးဖို့အတွက်ကိုလည်းအစွမ်းကုန်ကြိုးစားသွားမှာပဲလို့ကျွန်တော်တို့လိုချင်ပါတယ် ကနုကရဲ့အာကစားနီကို2019ခုနှစ်ကနောက်ဆုံးကျင်းပခဲ့ပြီးအဲ့ဒီပြိုင်ပွဲမှာမြန်မာအသင်းကကနုမျိုးစားကနေငွေနှစ်ခုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီမတိုင်မီကလည်း2015ခုနှစ်ကစင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်ခဲ့ပြီးမြန်မာကနုကရဲ့အာကစားအဖွဲ့ကရွှေနှစ်ခုငွေနှစ်ခုနဲ့ကျင်းနှစ်ခုလိုကိုရယူနိုင်ခဲ့ပါတယ်။2015ခုနှစ်နောက်ပိုင်းကာလာဝင်ခဲ့ပေမဲ့ဒီနှစ်မှာပထမဆုံးအကြိမ်ရွှေတစိပ်ပြန်လဲရယူဖို့အတွက်ကစားသမားတွေအနေနဲ့အစဉ်အသင့်ဖြစ်နေခဲ့ကြပါပြီ ်မှာကနုကရဲ့အာဂဇာနီကနိုင်ငံအတွက်ဘလို့စုစိတ်တွေရယူပေးနိုင်ဖို့ယုံကြည်မှုရှိနေမလဲသူတို့ရဲ့စကားသံတွေကိုနားထောင်ကြည့်လိုက်ရအောင်ဟော2021ဗီယက်နမ်မှာတော့ကျွန်တော် K4 နဲ့မီတာထောင်ငွေတော့ရတယ်အဲ2021နောက်ပိုင်းတော့အဲလောဆယ်တော့မရှိဘူးခုကတော့အရှင်ထိုင်းပေါ့ထိုင်းရဲ့ဗီယက်နမ်အင်ဒိုနီးရှားဖိလစ်ပီးတွေအနိုင်ငံတွေပေါ့ရှင်ပြအကစားသောင်းပါပြ ကျွန်တော်တို့ဆင်သင်းရတော့ဖြစ်နေပဲကျွန်တော်တို့အကုန်လုံးတစ်ဖွဲ့လုံးကတော့တက်ညီလက်ညီနဲ့အကုန်လုံးလောက်ကန်နေရတယ်တော့အစင်တန်းကတော့ကျွန်တော်တို့အကောင်းဆုံးရှင်ပြိုင်သွားပြီးတော့အမြင့်ဆုံးစုစိတ်ကိုမြုံမှန်းထားတယ်နော်ဟိုဘယ်လိုကောင်းလဲပြိုင်လာရဲဆိုတော့သူ့အကြောင်းကိုတီးသူ့ကိုအကြောင်းသူတီးသူ့ရောက်ကိုတီးဆိုလို့တယောက်တည်းကတော့အလစ်ပေးမှာမဟုတ်သူတင်သူချကိုချကိုပြောင်းလဲရတော့ရှိတယ်ကကျွန်တော်တို့အဲအရင်တော့ကတော့ဟို တရတူးချင်းတွေပေါ့ပြင်းထန်လေးချင်းတစ်ခုနောက်ပိုင်းကျတော့တင်းဝက်ကြီးအောင်အများနဲ့လောရမယ်အတွက်အဲ့လိုမျိုးအကောင်းဆုံးတော့ဟိုပြင်ဆင်ထားရအောင်ဟုတ်ကျွန်တော်တို့တစ်ဖွဲ့လုံးကတော့ရှူရီသိရောက်ဖို့ကညှော်လင့်ထားရအောင်ဟောအကုန်လုံးကတော့ညှော်လင့်ထားရကျွန်တော်တို့လည်းညှော်လင့်ထားရအမြင့်ဆုံးအထိအရှူသိကိုတော့ရောင်းယူသွားမှာဆူသိရတော့ရမယ်လို့တော့အစကုန်ကိုစူးစမ်းမယ်လို့တော့ယုံကြည်ထားပါတယ်ဒီစီထိုင်းစီကိမှာပေါ့နော် ဆူရအောင်တော့ကြိုးစားအောင်မလို့အာကျွန်တော်တို့ဒီပြိုင်ပွဲအတွက်ကတော့အကုန်လုံးကတော့အဲဆူတသိရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးကမျှော်လင့်ထားပါတယ်ဒီတစ်ပတ် Road to Victory အစီအစဉ်ရဲ့နောက်ဆုံးသောကဏ္ဍမှာတော့အနောက်တိုင်းပြည်ဖြစ်တဲ့ Rowing အမျိုးအစားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနှစ်ထိုင်းစီဂိမ်းပြိုင်ပွဲမှာ Rowing အာဂဇာနီအမျိုးအစားက10မျိုးကျင်းပသွားမှာဖြစ်ပြီးမြန်မာအသင်းကတော့အာဂဇာနီ9မျိုးမှာပါဝင်သွားမှာပါ ။ဒီဇိုင်းကြီးကတော့ဆရာတို့ရိုးရင်မှာ classic ဆိုတဲ့အမျိုးအစားရှိတယ်လို့ big spring ဆိုတဲ့အမျိုးအစားနှစ်မျိုးရှိပါတယ်။ classic အမျိုးအစားမှာတော့ယောက်ျားလေးက M1A ဆိုတဲ့အမျိုးသားတစ်ယောက်လော။နောက်ပြီးတော့ M2A ဆိုတဲ့အမျိုးသားနှစ်ယောက်လော။နှစ်ပွဲပြိုင်မယ်။အမျိုးသမီးကတော့ဟို LW1A lightweight women singles ကပေါ့။ပြီးလို့ရှိရင် W4- အလွတ်တန်း main ကလေးလေးတဲ့လော။ ပြီးရင်နောက်တစ်ခုက W4H ခေါ်တဲ့ဟိုကောက်စလက်4ပေါ့အမျိုးသမီး၈တက်လော်ရှင်ပြိုင်မှာဖြစ်ပါတယ်။နောက် B sprint အနေနဲ့ကတော့ကြားတက်ရောက်လော်ရဲမတက်ရောက်လော်ရဲဒီနှမျိုးပဲပြိုင်မှာပါ။အားလုံးပေါင်းစုစုပေါင်းကျွန်တော်တို့9မျိုးပြိုင်မှာပါခင်ဗျ။အားတာတဲ့ဟာကတော့ကျွန်တော်တို့အမျိုးသမီး W4 minor ပေါ့။အဲ့ဒီဟာကိုတော့ကျွန်တော်တို့ကအားတာပါတယ်။အရင်ကလည်းကျွန်တော်တို့က2001မှာတကြိမ် 2013မြန်မာပြည်မှာတကြိမ်ကျွန်တော်တို့ရွှေရဘူးသားတယ်အဲ့ဒီစံချိန်တည်းလည်းအခုကောင်းတယ်ဆိုတော့အဲ့တခုတော့ကျွန်တော်တို့ကဟိုမျှော်မှန်းထားပါတယ်ကျန်တာတွေကတော့ဟိုငွေကြေးပေါ့အဲ့လိုမှန်းထားပါတယ်ခင်ဗျကျွန်တော်တို့ရိုရင်းအာဂဒါနီကတော့အိုလံပစ်အာဂဒါနီဖြစ်တယ်ဆိုတဲ့အတွက်ဟိုနိုင်ငံကတော့ပြိုင်ဘက်ကများတယ်အင်ဒိုဗီယက်နမ်ဖိလစ်ပိန်းထိုင်းအဲ့သူတွေကိုယ်တိုင်ကစားမဲ့နိုင်ငံတွေပေါ့ဒီနေ့မှာတော့အဲ့ main ကလေးဖိုးမိုင်းနတ်ကိုတော့မှန်းပါတယ်ကျန်တာတော့မမှန်ဘူးပေါ့နော် ကျွန်တော်တော့ကျွန်တော်တို့ပြီးခဲ့တဲ့2022ဘီယန်နန်ဂိမ်းတော့လည်းကြီးသုံးခုပဲရတာဆိုတော့အခုဖိုးကတော့အဲ့တုန်းက light weight အခုကတော့ open အခုစံချင်းစံညွှန်းရမှန်းလို့ရအဲ့တခုကိုတော့ကျွန်တော်တို့ကမှန်းလို့ရပါတယ်ကျွန်တော်တော့ဟိုငွေကြေးတော့ပဲမှန်းပါပါကျွန်တော်အနေနဲ့ကတော့အခုလာမဲ့33စီကိန်း33ကျင်းမြောက်စီကိန်းမှာအရင်နှစ်တဲ့ဟိုမြင့်မားတဲ့စုစိတ်တွေရမယ်လို့တော့မျှော်မှန်းပြီးတော့အခုလေ့ကျင့်နေတာပါခင်ဗျာရလဲရလိမ့်မယ်လို့ယုံကြည်ပါတယ် အမျိုးသားအမျိုးသမီးနှစ်ဖွဲ့စလုံးဝင်ရောက်ရှင်းပြိုင်တဲ့ဒီပြိုင်ပွဲမှာမြန်မာအသင်းရဲ့ကျူးစာအားထုတ်မှုတွေကဘယ်နေရာထိရောက်နေမလဲပြိုင်ပွဲကြီးပွားတဲ့နိုင်ငံပေါ်မူတည်ပြီးပြိုင်တလဲမပြိုင်တလဲဖြစ်နေရတဲ့အခြေအနေမှာရှင်းပြိုင်ခွင့်ရလာတဲ့အပေါ်ဘလောက်ထိလက်စွပ်ပြသွားနိုင်မှာလဲကစားတော့ကစားဘူးကကျွန်တော်ဟိုဟာဟိုဟာ31ချိန်မြောက်စီကိန်းတော့လည်းကျွန်တော်ဟိုဟာဝင်ဆော့ပြီးပါလေခင်ဗျာကျမစီကိန်းနေမဒီစီကိန်းနေရောပြီးလို့ရှိရင်ဒီဖိတ်ခေါ်ပွဲတွေရောအကုန်လုံးစုစုပေါင်းဆိုလို့ရှိရင်ဟိုဟာ3ခုနှစ်ခု ဝင်းတစ်ခုနဲ့ကြေးခွန်းတစ်ခုရခဲ့ပါတယ်ရှင်ကျွန်တော်ကတော့ရှင်ဟိုကတော့လီကကစားကစားတာတော့ဟိုကအင်ဒိုနီးရှားကစားမှာတော့ပို့ပြီးတော့အားဆိုင်ရတာပေါ့နော်ဒါပေမဲ့အခုဂိမ်းကြတော့ဟိုကထိုင်းစီဂိမ်းဖြစ်တဲ့ကြောင့်မလို့အင်ရှင်တော့ပို့ပြီးတော့အားအားထားရတာပေါ့ကျွန်တော်ကတော့ခုလေ့ကျင့်မှုဘိုင်းဆိုရင်တော့ကျွန်တော်ရှူရီသေးလောက်လေးတော့ကျွန်တော်ပိုမျှော်မှန်းထားပါတယ်ခင်ဗျဟုတ်ဒီနေ့အတွက်တော့ဟိုအကောင်းဆုံးတော့ဟိုကလေ့ကျင့်ထားပါတယ်ရှင်စုတသိမ့်နေနဲ့လည်းအကောင်းဆုံးအမြင့်ဆုံးရအောင်ရှင်ပြန်သွားမှာပါရှင်ဟုတ် လေ့ကျင့်မှုကတော့ခက်ခဲမရှိပါဘူးများအကောင်လုံးအစင်းနေဖြစ်သွားကျွန်တော်ကတော့ဘလို့မျိုးမျိုးမျိုးလင်းရတယ်ဆိုတော့ပထမရတဲ့ရှိတော့မျိုးလို့ရပါဟောအဓိကတော့စံချိန်နေအရင်နှစ်တက်ကောင်းအောင်တော့လို့ပို့ပြီးတော့လေ့ကျင့်ပြင်ဆင်ရတာပေါ့ဟိုပြန်ဖက်တွေကတော့လည်းကောင်းအောင်ကောင်းနေမှာပေါ့ဟိုဘယ်လိုရမလဲအကောင်းဆုံးတော့ကြိုးစားထားပါတယ်ရှင်ဟိုကျွန်တော်ခုစီးကိန်းမှာကျွန်တော်အကောင်းဆုံးတော့ရှင်ပြန်တော့ပါမယ်ဟိုရှုစိတ်လည်း ဟိုရရှိအောင်ကာလာလေးလဲဝင်အောင်ပေါ့အစင်တင်းဟိုဖြစ်နေပါပြီပေါ့နော်လာမယ့်ထိုင်းစီဂိမ်းမှာအကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေပါတယ်စုတစိတ်တွေရရှိမယ်လို့လည်းမျှော်လင့်ပါတယ်ရှင်33ညမြောက်ထိုင်းစီဂိမ်းပြိုင်ပွဲရဲ့လီပြိုင်ပွဲအမျိုးအစားတွေကိုတော့ဒီဇင်ဘာလ10ရက်နေ့ကနေ19ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ဖွဲ့လုံးကတော့ရွှေရည်သိမ်းရောက်ဖို့ညှို့လင့်ထားတယ် ဆိုင်ချိန်ဆန်ယူနေရတဲ့ရေရထက်ပိုတက်လာတဲ့အတွက်ဒီအမြင်ဆုံးစုကိုတော့မျှော်မှန်းထားပါတယ်